မိုးရွာတဲ့ညမှာမမျောလင့်ပဲတွေ့ဆုံခဲ့တဲ့ချစ်ချင်းမေတ္တာဇလံကိုမိတ်ဆွေစိတ်ဝင်စားပါသလားဒီနေ့မှအေးစာမတ်တန်မေးရေးသားထားတဲ့တတိအင်္ဂလိပ်ဆိုတဲ့စာအုပ်အကြောင်းကိုပြောပြပေးသွားမှာပါဒီစာအုပ်ထဲမှာအဲလီဇာဘက်နဲ့တက်လန်တို့ရဲ့ခက်ခဲကြမ်းတမ်းတဲ့အချစ်ခီးလန်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်အေးစာမတ်တန်မေးဟာနာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီးသူ့ရဲ့စာအုပ်တွေဟာစိတ်လှုပ်ရှားစရာကောင်းတဲ့အချစ်ဇလံတွေနဲ့ပြည့်နှက်နေပါတယ် ဓာတီအင်္ဂလိပ်ဟာလည်းသူမရဲ့ထူးခြားတဲ့လက်ရာတစ်ခုဖြစ်ပြီးစာဖတ်သူတွေကိုဆွဲဆောင်နိုင်တဲ့စာအုပ်တစ်အုပ်ပါဇလန်းအစမှာအဲလီဇဘက်ဘန်နက်ဆိုတဲ့ကောလိပ်ကျောင်းသူလေးကိုမိတ်ဆက်ပေးပါမယ်အဲလီဇဘက်ဟာအတိတ်က ဆိုးရွားတဲ့အဖြစ်အပျက်တွေကြောင့်စိတ်တန်ရာတွေရရှိထားပါတယ်သူမဟာပရနိုက်မှာခိုဘီစကော့ဆိုတဲ့သူနဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကြောင့်အမျိုးမျိုးခံစားခဲ့ရပါတယ် အဲလီဇဘက်ရဲ့အတိတ်ကပရနိုက်မှာ ခိုးပြီးဆိုတဲ့သူမရဲ့ချစ်သူကသူမကိုအရက်တွေအများကြီးတိုက်ပြီးမူးအောင်လုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာအဲလီဇဘက်ဟာဟိုတယ်ခန်းထဲမှာနိုးလာပြီးဘာတွေဖြစ်ခဲ့လဲဆိုတာကိုတေချာမမှတ်မိတော့ပါဘူး။အဲ့ဒီအဖြစ်ပြက်ဟာအဲလီဇဘက်ကိုစိတ်ပိုင်းဆိုင်ရာထိခိုက်စေခဲ့ပြီးချစ်ချင်းမေတ္တာနဲ့ယောက်ျားတွေကိုမယုံကြည်တော့တဲ့အထိဖြစ်သွားစေခဲ့ပါတယ်။အဲ့ဒီအဖြစ်ပြက်တွေဖြစ်ပြီးနှစ်နှစ်အကြာမှာ အဲလီဇဘက်ဟာဝစ်မန်ယူနီဘာစီတီမှာတတိယနှစ်ကျောင်းသူအဖြစ်နဲ့ဘဝတစ်တစ်ခုကိုစတင်ဖို့ရောက်ရှိလာပါတယ်။ဒါပေမဲ့သူမရဲ့အတိတ်ကအဖြစ်ပြက်တွေက သူမကိုအမြဲခြောက်လန့်နေပါတယ်။အဲ့ဒီမှာသူမရဲ့အိမ်ကြီးချင်းဖြစ်တဲ့ဒက်လန်ဘလီဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။ဒက်လန်ဘလီဆိုတဲ့ကောင်လေးကမိသားစုပြဿနာတွေနဲ့ရုန်းကန်နေရတဲ့ဖိုက်တာတစ်ယောက်ပါ။သူ့ရဲ့ညီကိုဓာတ်ကိုအရန်ကွယ်တယ်လို့သူ့အဖေကိုလည်းမုံတီးနေပါတယ် ။နာဒီယာဆိုတဲ့သူ့ရဲ့ရီစာဟောင်းနဲ့လည်းမကြသေးခင်ကမှပြက်စဲထားတာကြောင့်ဘသူ့ကိုမှမယုံကြည်နိုင်ဖြစ်နေပါတယ်။အဲလီဇာဘက်ကို တွေ့တဲ့အခါမှာတော့သူ့စိတ်ထဲမှာခံစားချက်အစ်စ်တွေပေါ်လာပါတယ်။မိုးရွာတဲ့ညတညမှာအဲလီဇာဘက်နဲ့ဒက်လန်တို့မမျှော်လင့်ပဲစုံတွေ့ခဲ့ကြပါဗါး။အဲဒီညမှာသူတို့နှစ်ဦးဟာမိုးရီထဲမှာအတူကခုံရင်တယောက်ကိုတယောက်စတင်သဘောကျသွားခဲ့ကြပါဗါး။ ဒက်လန်ဟာအဲလီဇဘက်ကိုကာကွယ်ပေးခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာပြီးသူမရဲ့အားနည်းချက်တွေကိုမြင်တဲ့အခါမှာပိုပြီးဂယုဏတက်မိပါတယ်။မိုးဟာဒီဇလန်မှာအရေးပါတဲ့တင်ဂီတာတစ်ခုဖြစ်ပြီး ပြန်လည်စတင်ခြင်းနဲ့အတိတ်တော်အစပြုခြင်းတွေကိုဖော်ညွှန်းပါတယ်။အဲလီဇဘက်နဲ့ဒက်လန်တို့ရဲ့လမ်းကြောင်းတွေဟာဆက်တိုက်တိုက်ဆိုင်နေပြီးသူတို့နှစ်ဦးကြားမှာမငင်းနိုင်တဲ့ဆွဲဆောင်မှုတွေရှိနေပါတယ်။ဒါပေမဲ့သူတို့နှစ်ဦးစလုံးဟာကိုပိုင်တိတ်တွေကြောင့်တိုးဆုံနေကြပါတယ်။ ခိုဘီဆိုတဲ့အဲလီဇဘက်ရဲ့အတိတ်ကချစ်သူဟောင်းကဝစ်မန်ယူနီဗာစီတီကို ရောက်လာတဲ့အခါမှာတော့အဲလီဇဘက်ရဲ့ဘဝဟာကိုဘီရှုပ်ထွေးသွားပါတယ်။ခိုဘီဟာအဲလီဇဘက်ကိုအရင်ကလိုပဲဆက်ဆံဖို့ကြိုးစားတဲ့အခါမှာအဲလီဇဘက်ဟာ စိတ်ပိုင်းဆိုင်ရာပူပြီးထိခိုက်သွားပါတယ်။ဒါကိုသိတဲ့ဒက်လန်ကအဲလီဇဘက်ကိုကာကွယ်ဖို့ဝင်လာခဲ့ပြီးသူ့ရဲ့ကာကွယ်ပေးမှုကအဲလီဇဘက်ကိုပူပြီးလုံခြုံမှုပေးပါတယ်။ ခိုဘီရဲ့အပြုမူတွေကအဲလီဇဘက်ကိုအတိတ်ကအဖြစ်ပြက်တွေကိုပြန်လည်ရင်ဆိုင်ဖို့တွန်းအားပေးပါတယ်။တညမှာခိုဘီဟာအဲလီဇဘက်ရဲ့အခန်းကိုဖောက်ထွင်းဝင်ရောက်ပြီးဓာတ်နဲ့ထိုးဖို့ကြိုးစားပါတယ်။အဲလီဇဘက်ဟာကြောက်လန့်တကြားဖြစ်သွားပေမဲ့ရုန်းကန်ဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာဒက်လန်ရောက်လာပြီးအဲလီဇဘက်ကိုကာကွယ်ဖို့အတွက်ခိုဘီနဲ့အပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။ ဒက်လန်ဟာခိုဘီကိုအနိုင်ရသွားပေမဲ့သူ့ကိုယ်သူလည်းဒဏ်ရာပြင်းထန်ရသွားပါတယ်။ဒက်လန်ဆေးရုံမှာတတိလစ်နေတဲ့အချိန်မှာအဲလီဇာဘက်ဟာသူမရဲ့ခံစားချက်တွေကိုသိရှိသွားပြီးဒက်လန်ကိုဘလောက်ချစ်တယ်ဆိုတာကို နားလည်သွားပါတယ်။သူမဟာဒက်လန်ဘေးမှာနေပြီးသူတို့ရဲ့ခီးလန်းနဲ့သူတို့ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကိုပြန်တွေးတောနေပါတယ်။ အဲလီဇာဘက်ဟာဒက်လန်ဟာသူမရဲ့အနာဂတ်ဖြစ်တယ်ဆိုတာကိုသိပြီးသူတို့ရဲ့အချစ်အတွက်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒက်လန်တက်တာလာတဲ့အခါမှာအဲလီဇာဘက်ဟာ ခိုဘီကိုတရားစွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒက်လန်ရဲ့အဖေဝင်းစတန်က သူ့ရဲ့ဩဇာအာဏာကို သုံးပြီးခိုဘီကို အပြစ်ပေးနိုင်အောင်ကူညီပေးပါတယ်။အဲလီဇာဘက်ရဲ့အမေနဲ့ကားတို့ကလည်းခိုဘီရဲ့အမှုကိုအားပေးကူညီခဲ့ကြပါတယ်။ ဒက်လန်နဲ့အဲလီဇဘက်တို့ဟာ သူတို့ရဲ့အနာဂတ်ကို အတူတကွတည်ဆောက်ဖို့အာရုံစိုက်ကြပါတယ်။ဒက်လန်ဟာတရားမဝင်လက်ဝှေ့ထိုးခြင်းကိုဆွလွတ်ပြီးသူ့ရဲ့အာကစားခံမကိုတီထောင်ဖို့သူ့အဖေရဲ့အကူအညီကိုလက်ခံလိုက်ပါတယ်။အဲလီဇဘက်ကလည်းသူမရဲ့လက်ဝှေ့ရတနာဒီဇိုင်းကိုဆက်လက်လုပ်ကိုင်ပြီးအောင်မြင်မှုတွေရရှိခဲ့ပါတယ်။သူတို့နှစ်ဦးဟာတဦးကိုတဦးကူညီပြီးဘဝရဲ့အပြောင်းလဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒက်လန်နဲ့အဲလီဇာဘက်တို့ရဲ့ဆက်ဆံရေးဟာပိုမိုခိုင်မာလာပြီး သူတို့ရဲ့အနာဂတ်ကိုအတူတကွစီစဉ်နေကြပါတယ်။သူတို့ဟာလန်ဒန်ကိုသွားဖို့ဒီဂလန်ရဲ့ငယ်ဘဝအိမ်ကိုလည်ပတ်ဖို့နဲ့ပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့ဘဝကိုတည်ဆောက်ဖို့အိမ်မက်မက်နေကြပါတယ်။ဒက်လန်ကအဲလီဇာဘက်ကိုစွန့်စားမှုတွေနဲ့ပြည့်နှက်နေတဲ့ဘဝကိုပေးမယ်လို့ကတိပေးထားပြီးအဲလီဇာဘက်ကလည်းဘလို့အခက်အခဲတွေကြုံတွေ့ရပါစေသူ့ဘေးမှာအမြဲရှိနေမယ်လို့ပြောထားပါတယ်။ ရှယ်လီဆိုတဲ့အဲလီဇဘက်ရဲ့အကောင်းဆုံးတငယ်ချင်းကအဲလီဇဘက်ကိုအမြဲအားပေးကူညီပါတယ်။ဒက်ဆိုတဲ့ဒက်လန်ရဲ့ညီကိုကလည်းဒက်လန်နဲ့အဲလီဇဘက်ကိုအမြဲထောက်ခံအားပေးပါတယ်။ဝင်းစတန်ဆိုတဲ့ဒက်လန်ရဲ့အဖေကလည်းသူတို့နှစ်ဦးကိုကူညီဖို့အတတ်နိုင်ဆုံးကြိုးစားပါတယ်။နာဒီယာဆိုတဲ့ဒက်လန်ရဲ့ရီးစားဟောင်းကတော့သူတို့နှစ်ဦးကြားမှာပြဿနာတွေဖန်တီးဖို့ကြိုးစားပါတယ်။ မိတ်ဆွေတိစားအုပ်ထဲမှာအဓိကသင်ခန်းစာတွေကတော့ဒံယာရီကိုကူစားခြင်းချစ်ချင်းမေတ္တာရဲ့တန်ခိုးကိုကိုကိုယုံကြည်မှုတိစောက်ခြင်းပဲဖြစ်ပါတယ်။အတိတ်ရဲ့အမှောင်ရိပ်တွေကိုဖယ်ရှားပြီးအနာဂတ်ကိုတိစောက်ဖို့အဲလီဇဘက်ရဲ့ဆုံးဖြတ်ချက်ကိုအားကြအတူယူသင့်ပါတယ်။ဒက်လန်ရဲ့ကာကွယ်စောင့်ရှောက်လူစိတ်နဲ့မိသားစုကိုတန်မိုးထားမှုကနေလည်းသင်ခန်းစာယူသင့်ပါတယ်။မိတ်ဆွေလည်းအဲလီဇဘက်နဲ့ဒက်လန်လိုပဲအခက်အခဲတွေကိုရင်ဆိုင်ပြီးပျော်ရွှင်တဲ့ဘဝကို 以后，谁叫苏桃被我了？